တော်လန်ပြည်သူအပေါင်းတို့ခင်ဗျာအခုချိန်မှာကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါဖက်စစ်အာနာယူမိစ္ဆာတွေကကျွန်တော်တို့ပြည်သူတွေအပေါ်သူတို့ရဲ့အာတာကြဖြစ်တဲ့လေချောင်းအာကိုပြီးတော့ရရဆက်ဆက်တက်နေဖြစ်နေနေစင်နေမြောင်ကျဲတိုက်ခတ်နေတာအားလုံးသိကြမှာဖြစ်ပါအခုဒါ2025ခုနှစ်နော်ဒီလတွေပေါ့နော်ဇန်နဝါရီဖေဖော်ဝါရီမတ်ဒီကာလတွေဆိုပို့ပြီးတော့တောင်မှအရက်သားပြည်သူတွေနော်ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တာတွေအင်မတန်များပြားလာပါတယ်အခုနောက်ပိုင်းဆိုတာဆက်တက်မော်တာလို့ခေါ်တယ်နော်ပါရာမော်တာဒီနေလေပို့ပြီးတော့လေချောင်းအန်ဒရီယာပို့ ညလာတဲ့အချိန်လေးပေါ့။ဒါနဲ့ပတ်သက်ပြီးတော့လည်းမိဘပြည်သူတွေအားလုံးတာအထူးပို့ပြီးတော့ပြည်ဆိုင်ကြဖို့ဒီနေရာမှာအတိတ်ကဒီကနေတိုက်တွန်းသတင်းစကားပါကြတာတခုရှိပါတယ်။အဲ့တော့ဒီကြောင်းနဲ့ပတ်သက်ပြီးရန်သူသတင်းကိုကျွန်တော်တို့ကကြိုတင်နော်ရရှိဖြန့်ဖြူးပြီးတော့တာလိုအပ်တာကြိုတင်တင်ပြဖို့ပေါ့။ဒီအတွက်ဆိုရင်ဒါအားလုံးပြကြပြီးသားပါကျွန်တော်တို့ EAR EAR လို့ပြောခေါ်ကြတဲ့ Enemy Aero နော် Telegram Channel တော်လန်ပြည်သူတော်တော်များများသိကြပြီးသားရောက်ရှိပြီးသားဖြစ်မဲ့ဖြစ်ပါတယ်အဲ့ဒီကနေကျွန်တော်တို့ဒါတနိုင်ငံလုံးနဲ့ပတ်သက်တဲ့လေးချောင်းရန်သူရဲ့နော်လေရင်အတက်တွေအစင်းတွေနော်ဒါလေချောင်းနဲ့ပတ်သက်တဲ့ဒရင်တွေပေါ့ဗျလေရင်စီတဲတဲ့လမ်းကြောင်းတွေကအဆပေါ့နော်အားလုံးကိုစုစည်းပြီးတော့ပြည်သူလူထုသိအောင်အချင်းနဲ့တပြေးညီကျွန်တော်တို့ဒီ Telegram Channel EA Channel ရှိပါတယ်ဒီပေါ်မှာလည်းပြည်သူတွေကနော်ကျွန်တော်တို့အရင်ထက်ပို့ပြီးတော့ဒရင်တွေပေးပို့ကြဖို့အင်မတန်အရေးကြီးပါကျွန်တော်တို့ပြည်သူတွေဘာလုပ်နိုင်မလဲဒါအားလုံးသိပါတယ်ရန်သူရဲ့ဒါနော်ဒါလေရင်ဝင်းတွေနော်ရဟတ်ရင်ဝင်းတွေနဲ့နီးတဲ့ပြည်သူတွေကဒီလေရင်အတက်တွေအစင်းတွေလေချောင်းပြင်ဆင်မှုတွေကိုကျွန်တော်တို့ EAR EA နော် ဒီ channel ကိုဆက်သွယ်ပြီးတော့တရင်ပေးပို့ကြဖို့လည်းကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းလို့ဆိုချင်ပါတယ်အလားတူကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီ IR channel တွေကိုဝင်ပြီးတော့ရန်သူတွေကြောင့်တရင်တွေကိုရရှိနိုင်မယ်လိုအပ်တာတွေတွန်းနေပြီးစင်ဖို့လည်းရည်ရှိပါတယ်ခုနောက်ပိုင်းဆိုကျွန်တော်တို့ပေးကြပေါ့ကျွန်တော်တို့ပို့ပြီးတော့အားဖရမှာကကျွန်တော်တို့ဒီနော်ဒါဘန်ကားတွေဂရုတွေနော်ဒါလေကြောင်း under ဆော်ပြနော်ကြိုတင်ကားကွယ်ရေးအတွက်ဒါလည်းရခင်ဖက်ပို့ပြီးတော့ပြင်ဆင်ထားဖို့အရေးကြီးပါတယ်ခင်ဗျရန်သူကတော့တေးကြတယ်နော်ဒါစဉ်းစားတက်တဲ့လူစိတ်မရှိတဲ့လူဖက်စစ် စစ်ဝါဒီတွေဆိုတော့ပြည်သူလူထုကိုဒီဝက်ချက်ရှိရှိတိုက်ခိုက်မှုတွေကပူပြီးတော့များပြားလာမဲ့သဘောမှာရှိတယ်ကျွန်တော်တို့ပြည်သူတွေနဲ့ဒီကွတ်เนาะငါတို့ပြည်သူမှာပြည်သူရှိတယ်ဆိုတဲ့ခိုင်ယူချက်အတိုင်းအပြန်အလှန်ပို့ပြီးတော့တရင်တော့မျှဝေရမယ်ဖလှယ်ရမယ်ဒီကျွန်တော်တို့ရဲ့ဒီ IR channel တွေကိုလည်းရခင်ထပ်ပို့ပြီးတော့တရင်တွေတော့ပေးပို့ကြဖို့ဆက်သွယ်ကြဖို့အပြန်အလှန်ဆက်เนาะချိန်ဆက်လုပ်ကြဖို့လည်းကျွန်တော်ဒေသဆန်ဒီနေရာကနေဒါတိုက်တွန်းလို့ဆိုတရင်စကားပါလိုက်ရပါတယ်ခင်ဗျာပြည်သူမှာပြည်သူရှိတယ်ရေတော့ဘုံအောင်ရမယ်တရင်မာတွေလည်းအများကြီးပဲဝါဒဖြန်းတဲ့ကောင်တွေလည်းဖြန်းတဲ့ဟာတွေအများကြီးပဲ လူမျိုးရေးတွေးထိုးတဲ့ကိစ္စတွေလည်းအများကြီးပဲအဲ့တော့ KNDF ကြောင့် Greeny မရှိတဲ့စစ်ပွဲခြေနေတွေမြေပြင်ခြေနေတွေတိကျနေတာရှိလို့ရှိရင်မေးလို့ရတယ် မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်း channel လေးရပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ Master 22ရက်နေ့စနေနေ့ရမနေ့ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းအချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါရစေ။၎င်းဆောင်များကတော့၎င်းတို့၏ကိုဂျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တည်ယူထားဒီမှာဒီနေ့မှဆိုရင်တော့1517ရက်ဖြစ်ပြီဖြစ်ပါရစေ။ဒီအတာတွင်စစ်ကောင်စီကစစ်ခွေးတေဆုံးမှုစီးရင်မှာတော့အကိုးတိုင်းစစ်ကွင်းမြို့မှာ၈ကောင်၊အကွေးတိုင်းစစ်တုတ်တရာမြို့နယ်မှာ၃ကောင်၊အကွေးတိုင်းမြန်မြို့နယ်မှာ၁ကောင်၊မွန်ပြည်နယ်ရေးမြို့နယ်မှာ၃ကောင် ချင်းမီနယ်ဖလန့်မြို့မှာနှစ်ကောင်နဲ့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာနှစ်ကောင်ဒီဒီတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ပုံသွင်းတဲ့ပုံဒီနေ့ကတော့မြန်မာနိုင်ငံမှာစစ်တပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုများမလုပ်ဆောင်ဘဲသဘောထားကွဲလွဲမှုများကသာအကြမ်းဖက်မှုများလုပ်နေတာလို့မင်းအောင်နိုင်ကပြောပြန်ပါတယ်။ဒီဥသာပြောမယ်ဆိုရင်တည်ငင်အေဂျင့်ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ကြီးဖြစ်ချင်ပါတယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်စစ်ကွေးမင်းအောင်နိုင်ပြောထားတာတွေ့ရှိရပါတယ်။မြန်မာနိုင်ငံတော်မှာစစ်တပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်ခြင်းမရှိပါဘူးတဲ့။ဘောဒါကွဲလွဲမှုတွေကသာစန့်ကျင်မှုများလုပ်ရန် အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်တယ်လို့လည်းပြောထားတာဖြစ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံဟာတိုင်းပြည်အေးချမ်းမှုပြပြနေပြီးအကြမ်းဖက်တိုက်ခိုက်မှုများကိုလည်းစစ်တပ်ကလုဆောင်ခြင်းမရှိကြောင်းသဘောထားကွဲတဲ့သူများကသာစန့်ကျင်မှုများပြုလုပ်ပြီးအကြမ်းဖက်မှုများလုဆောင်နေခြင်းဖြစ်ကြောင်းနိုင်ငံရေးနဲ့လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုမရှိ၍ရင်းနှီးမှုများမှာမလာတော့၍နိုင်ငံဟာစည်ရဲမွေးတေလာကြောင်းပြောထားတာတွေ့ရှိရပါတယ်။စစ်ခွေးမရောက်နိုင်ကတော့သူတယောက်တည်းအကောင့်မို့ဗျာ၊ဂျန်တဲ့ကောင်ကြီးကမကောင်းတာပါဗျာ။သူ့ကြောင့်မဟုတ်ဘူးပေါ့။ဤသူတွေကြောင့်ဖြစ်ရတာဆိုပြီးပြောနေတွေ့ရပါတယ်။ကဲမင်းမယုံဘူးဆိုရင်မင်းအဲ့ခုံမွားတာဆင်းပြေးကြည့်လိုက်။ မြန်မာနိုင်ငံပြန်ပြီးကောင်းမွန်လာမှာကျိန်းတည်ပါပဲတို့လို့ဒါပါပါပြောတဲ့အနေထားကိုဖန်တီးပြီးမှမဟုတ်ဘူးလို့ဒါကျွန်တော်ပြောချင်ပါတယ်ဆက်ပြောတဲ့ပထဝီနေထားရပါဘူးကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့နေထားဆုံးချက်တစ်ခုဖြစ်လာပြီဆိုတော့ပြောတဲ့အနောက်ဘက်မှာဆိုရင်အိန္ဒိယတို့ပြောမှာတောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတယ်ဒါကကျွန်တော်ကရှေ့တောင်အာရှနိုင်ငံတွေပါတယ်เนาะကျွန်တော်ရဲ့အရှိမြတ်ဆုံးမှာဒီနိုင်ငံရှိပါဒီဒီဒေတာမှာကျွန်တော်ရဲ့နိုင်ငံကဒီဆုံးချက်တစ်ခုဖြစ်နေတာပြေ ခုနကပြောလူကြီးကြည့်ရင်လေ၄တရနေပါတော့အတူရဲ့ဟဲ့သူတို့ကအားလုံးကတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားဖို့လူကြီးဆိုတာကဘယ်လိုပဲဖြစ်ရင်ရင်ဆိုင်နေကြတယ်ပို့ကိုနိုင်ငံကြီးဖြစ်ပါတယ်ဒါတော့အပိဒေတာရဲ့ခြေလိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံကြီးပဲဆန္ဒရိက္ခာပူပေါ်ဆောင်ရွက်ပေးနိုင်မယ်ဘာလို့ကကွန်ဂျီစီစီမှုတွေဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကဘယ်လိုဖြစ်ဘယ်လိုမှတိကျရှိတယ်ဆိုတော့လေကျွန်တော်တို့ပြီးပါတယ်ကွန်ဂျီစီမှုများလာလို့ရှိရင်တော့ အသွမ်းလာများရင်တော့ခီးသားလုပ်ငန်းတွေပါကျွန်တော်တို့ပို့ပြီးတော့ပို့များလာမယ်တမန်တော်မှာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ကုန်သွယ်ကြီးပွားရေးရဖြစ်တယ်ပေါ်တော့မလဲမတည်ဒီလုပ်ဖို့ဒူပါကြီးပွားရေးညစ်တယ်မလုပ်ဖို့လူတွေဆိုရနေပါလေကျွန်တော်နိုင်ငံလည်းအလုပ်လုပ်ဖို့တူတာပေါ့တဲ့လို့လို့ပေါ့တဲ့ကျွန်တော်တို့ကျွန်တော်ဖြစ်ကြတာပေါ့နော်ကျွန်တော်တို့ကျွန်တော်နိုင်ငံ GDP ကဟိုဒီနေ60နဲ့80ချားလောက်ပါကျွန်တော်ရှိပါတယ် ဒါမဲ့နှစ်ပေါ့2026 25 26မှာလည်းနေမှာတော့ရှစ်စစ်တဲ့ဘီလီယံလားဒီမြန်မာပြည်ကျွန်တော်တို့နေပါဒါပေမဲ့အင်းတိုင်းနိုင်ငံတွေကြည့်လိုက်လို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော် GDP ရှိပါအင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘီလီယံ400ကျော် GDP ရှိပါနောက်ဖက်နေစီဖက်နေဆိုတော့တည်ရည်နဲ့ဘာပါနဲ့ဘူချိခံပြီးလုပ်တာလေများပါအများစုပါအခုဆိုလို့ရှိရင်လေခီဘဝဘူချိခံပြီးဝကြတာများပါမြန်မာနိုင်ငံမှာဒါလေးကိုဖြစ်ပါတယ် ဲ့တော့ဒါမျိုးကျွန်တော်တို့ခြေခံပြီးတော့ဒီစက်မှုလုပ်ငန်းတွေတောင်းမယ်ဆိုလို့ရှိရင်အဲ့တော့ပြောတဲ့လူကြီးတောင်းပေါင်းတိောက်ပြတော့ရှိရနိုင်ငံထဲမှာဒီပြည်တစ်ပတ်လောက်ပါခဏစီးတယ်ထောင်းတော့တိပီလန်ခွဲနှစ်ပီလန်၄ပါလောက်ပါခဏတူပါတော့နိုင်ငံတွေအဲတကယ်တက်ဆက်နိုင်ငံတွေကဒီဒီတို့ရတဲ့တရားသာသာဒီစီတို့ရှိမှာတော့တော့မရှိဘူး အဲမေးအွန်လိုင်းတကောင်ကတော့မြန်မာနိုင်ငံကနေပြီးတော့ပုံမှန်ချမ်းသာကြွယ်ဝတဲ့မြန်မာနိုင်ငံကြီးဖြစ်ဖို့အတွက်ဖနက်ရောက်ဖို့အတွက်စဉ်းစားနေရတွေ့ရပါတယ်။အခြားနိုင်ငံတွေကိုဖနက်ရောက်ဖို့အတွက်ဖနက်ထုတ်မယ်ဆိုပြီးပြောထားတာတွေ့ရပါတယ်။အခုကရုရှားမှာစာအုပ်သွားရောက်ပြန်လာပြီးတဲ့ခါမှာတော့နိုင်ငံတကာပတ်ပြီးဖနက်ရောက်အောင်မှလည်းဖြစ်ပါလေ။ဘောမမပူတူတကောင်ကတော့ KNDF ရဲ့ဒုစစ်ဦးစီးချုပ်ဟိုမာဝီတယောက်ကြာသွားပါပြီဆိုပြီးတော့တရင်နေဖြန့်လွှင့်နေတဲ့အချိန်မှာပဲ KNDF စစ်ဦးစီးချုပ်ကတော့သူ့ရဲ့မြို့ကွန်ရဆာမျက်နှာမှာမင်းတို့တောင်းတလုံးတော့လဲငါတင်ပေးရတာပေါ့ဆိုပြီးတော့ ဘူစီဦးစီးချုပ်ကနေပြီးတော့ဘောလခဲမျိုးတိုက်ပွဲရသတင်းတပုံဒီနဲ့ဒီကွေးရဲ့ဘက်တွေကိုခြေတော့ပေါ်တင်ပြီးတော့တင်ပြလိုက်တာလဲတကယ်ကိုအားရစရာကောင်းတဲ့ချက်ပါပဲဘောလခဲမျိုးမှာရှိတဲ့စစ်ကောင်စီခြေတဲ့စကမ်းများတရင်များကိုအင်းဒီတပေါင်းစုများကတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်ကနှစ်ဖက်တိကျကြာဆုံးမှုတွေရှိလို့ရပါတယ်မတ်လ16ရက်နေ့မှာအင်းဒီပူပေါင်းတက်ကဘောလခဲမျိုးရှိစစ်ကောင်စီခြေဆိုင်ရာနေရာချုပ်ကိုထိုးစစ်ဆင်ခဲ့ရနေရာမှာတော့ဒီနေ့ထိတိုက်ပွဲတွေပြင်းထန်နေတာပါအင်းဒီမျိုးသားများကာကွယ်ရေးတပ် PND ရဲ့ဒုတိယစစ်ဦးစီးချုပ်မာဝီကတော့ ဒီနေ့ညပိုင်းဘောလခဲတိုက်ပွဲနဲ့ပတ်သက်လို့အတိပေးထားပြီးသတင်းတပုံ၄ပုံကိုလည်းမျှဝေခဲ့ပါတယ်။စစ်ကောင်စီတပ်မလက်နက်မျိုးစုံ၁၈လက်၊ခိုင်းရက်နဲ့စစ်သုံးပစ္စည်းများတင်စီရရှိထားမှု၊စစ်တုံးမှန်း9ဦးကိုလည်းဖမ်းဆီးထားမှုနဲ့ရှေလင်တဲဒုတဲ့ရင်မှုပစ္စည်းဖြစ်တဲ့ဗိုလ်မှူးတဦးရဲ့လက်မောင်းပေါ်မှာပါတဲ့အပွင့်ခတ်တပုံတို့ကိုခြေတော့ပေါ်တင်ပြီးတော့တပုံရိုက်ခဲ့တာလည်းတွေ့ရှိရပါတယ်။သတင်းမတွေလည်းအများကြီးပဲ။ဟွာဒါဖျန်တဲ့ကောင်တွေလည်းဖျန်တဲ့ဟာတွေအများကြီးပဲ။လူမျိုးရေးတွေးထိုးတဲ့ကိစ္စတွေလည်းအများကြီးပဲ။အဲ့တော့ KNDF ကြောင့် Greeny မှာရှိတဲ့စစ်ပွဲချင်းတွေမြေပြင်ချင်းတွေတည်ချင်တာရှိလို့ရှိရင်မေးလို့ရတယ်ဖြေပေးမယ်အဲပြောပြမယ်ပေါ့နော်ဒါကပြောပြီး Federal အဲဆိုတော့အသေးပင်နဲ့မညီပဲလက်ကလှုပ်တဲ့ကိစ္စတွေများရှိတဲ့အတွက်ကြောင့်လို့ပါနော်ဆိုတော့ဒီမှာတော့ Federal ထားလိုက်ပါ Federal ဆိုတဲ့ဟာကိုကျွန်တော်တိတ်မပြောတော့ကျွန်တော်တို့ KNDF ကြောင်းပဲပြောမှာ KNDF KNDF မှာလည်းအဲ Federal Democracy ကိုသွားချင်တာဖြစ်တဲ့အတွက်ကြောင့်လို့မပြောလို့တော့မရဘူးလေနော်အဲနောက်နောက်ကျရင်သူကလည်းသူကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတမ်းတွေစာဆောင်တွေထွက်လာပါလိမ့်မယ်အကြရင်တည်ရပါလိမ့်မယ်နော်ဟုတ်နေနာမဲ့တိုက်ပွဲမျိုးတော့ကျွန်တော်တို့လောက်မှာမဟုတ်ဘူးကွာနော် ။အဲဟိုပြောစရာမလိုဘူးဆိုပြီးတော့ဟိုလောက်ခြံသားစရာပါအကြောင်းမှမရှိဘူးလူတိုင်းကြည့်နေကြတာ။ကျွန်တော်တော့ကျွန်တော်တို့ကတော့အမြဲတွေးတာကတော့ green တွေအတွက်ကဟို chain raw comment တစ်ခုတည်းအောက်မှာရှိရင်တော့ဒါကောင်းဆုံးပဲ။အာစစ်တပ်ကိုတိုက်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ကတော့ဟိုအပြစ်အပြစ်မြင်မှာတော့မဟုတ်ဘူးတို့တော့အချို့တော့အလွဲတွေအချို့တော့ဟွာတွေရှိတာတော့အမှန်တကယ်ပဲဘယူဟာပြက်တဲ့ကိစ္စတွေရှိတာတော့အမှန်တကယ်ပဲပေါ့နော်အဲအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ အာကျွန်တော်တို့အားလုံး screen ဒီမှာရှိတဲ့သူတက်ဖွဲ့တွေအားလုံးသစုတစည်းနဲ့ပေါင်းစည်းပြီးတော့မှအာဒီစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်နိုင်ရင်တော့ဒါအကောင်းဆုံးပဲဖြစ်တယ်တို့တော့လေနိုင်ငံရေး ideology တွေနော်သွေးခေါ်တွေပြီးတော့လုပ်ပုံကင်ပုံတွေဆွမ်းနာလို့ပုတ်ကိုယ်ဆွဲအဖွဲ့စည်းဆွဲချိုးတွေဒါမျိုးတွေကိုလည်းချိုးကြော်လွားရမယ့်ခြေအနေတွေရှိနေတယ်ကျွန်တော်တို့ဟိုဒါတွေကိုကြော်လွားနိုင်မှာပဲသုစည်းတဲ့ပေါင်းစည်းနိုင်ဖို့ပဲဖြစ်မှာပေါ့နော်ဆိုတော့ဒါတွေကလည်းဖြစ်ပြနေတဲ့ဟာတွေပဲပေါ့နော် ဟိုမြန်မာပြည်မှာဖြစ်နေတဲ့အရာပဲတိတ်ပြီးတော့မထူဆန်းပါဘူး၂ရောက်ရှိရင်၃ဖွဲ့ကွဲရဲဆိုရဲကိစ္စတော့တိတ်မထူဆန်းသို့တော့ဒီလိုချိန်နေအဲမှာဒီလို challenge ဖြစ်နေတဲ့ချိန်နေဤအဲမှာကျွန်တော်တို့ဟိုရချင်တဲ့နိုင်ငံရေးပန်းတာကိုအကောင်းဆုံးကျွန်တော်တို့ပေါ်ဆောင်သွားဖို့ပဲစိတ်ကူးရှိတယ်ဗောနော် ယူကရိန်းနေမှာရှိတဲ့အရေးအိုတွေအားလုံးဟိုပြီးလို့ရှိရင်ဟိုဒီ force တွေပေါ့ and force တွေအားလုံးရောအားလုံးလက်တွဲပြီးတော့မှသွားနိုင်တဲ့အနေအထားတစ်ခုတော့ဟိုစူးစမ်းဆောင်ရွက်နေတာပဲရှိတယ်။အမလိုလားတဲ့လူတွေချိုးရှိတယ်၊ခွဲတိခွဲနေတဲ့လူတွေချိုးရှိတယ်။အဲတော့ဒါကတော့ဖြစ်လေဖြစ်စင်ပဲပေါ့နော်။ဒါဆိုဒါဒါတွေကတော့ကျွန်တော်တိတ်ပြီးတော့ဘာမှ after two match and pay လို့တို့တော့ K နဲ့ KNDF ကတော့အစီအမပြတ်ကျွန်တော်စူးစမ်းနေတယ်။ပေါင်းစည်းဖို့ရအတွက်တစုစည်းတဲ့ချင်ရော comment ခုထဲသွားနိုင်ဖို့ရအတွက် one view ဟော နဲဒီဒီဒီတိုင်းတွားနိုင်ဖို့ရအတွက်ကျွန်တော်တို့စ조사ဆောင်ရွက်နေရဲဆိုတာတော့ကျွန်တော်တို့အတိပေးလို့ရပါလိမ့်နော်အာတို့တော့လဲတချို့တော့စစ်စင်ရေးတွေမှာကတော့ဟိုဟိုကျွန်တော်တို့ကိုယ့်ဟာကိုယ်ကာရတဲ့ကိစ္စတွေရှိတယ်ဗောနော်ဒီလိုကိုယ့်ဟာကိုယ်ကာမပဲအဆင်ပြေနိုင်တဲ့ကိစ္စရှိမှမလို့လဲကျွန်တော်လှုပ်ရတဲ့ကိစ္စတွေရှိတယ်ဗောနော်အဲပြဿနာလို့ပဲကျွန်တော်တို့မြင်ရပါလိမ့်နော် အချက်မှဘယ်အခက်ခဲမှကိုကျွန်တော်တို့ဟိုဟိုလောက်ပြီးတော့ဟိုတွေ့ဝေနေဘောနော်ကျွန်တော်လောက်ဆရာရှိတာလုံးပါပဲဖြစ်တယ်ဒီလိုတို့တရားမှာကြောင်းလာလေးကတော့စစ်တပ်ထဲမှာ35နှစ်လုံးလုံးစစ်တပ်မှာအဝင်ထမ်းဆောင်ခဲ့တဲ့တက်ချက်ကြီးတယောက်ကသူ့ရဲ့တရင်တရင်လုံးကိုခေါ်ပြီးတော့လင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်ဘလို့စိတ်ဓာတ်ရည်နဲ့ဒီမျိုးရွေးချယ်ခဲ့လဲဆိုတာကတော့ဒီပြီးတော့ဖြစ်တဲ့မကြည့်ရသေးမျိုးတွေပြတ်နေပုံပြောင်းဝင်ပြလိုက်ပါတယ်တို့ဒီအားလုံးကကျွန်တော်မကြည့်ရသေးကျွန်တော်တော်ရပါတယ်လှူရှားသွားပြီဆိုလဲတို့ခိုင်းတဲ့နေရာကိုส่งรอดอ่ะเว้ย ွားတယ်စခါကြရင်ကြီးခါမရမမရနဲ့အဲ့လိုရှိရတာစကန်းထိုင်ပြီဆိုလဲစကန်းဆိုလဲဟုတ်မင်္ဂလာနေဆက်လောက်ထိသွားထိုင်ရတဲ့အနေထားမှာကြီးခါပြက်လက်တာတွေပါလဲကြုံရတယ်ဗျအဲ့ဒီအတွေ့အကြုံတော့အများကြီးပေါ့ဗျဟုတ်ကဲ့အဲ့ဆိုရင်ဟိုဆရာအနေနဲ့ကဘောနော်ဟိုစစ်တပ်ထဲမှာဘလောက်လောက်နေနှစ်ဘလောက်လောက်နေခဲ့ရလဲနောက်ပြီးတော့ဘောနော်ကျွန်တော်အနာသိမ့်ပြီးနောက်ပိုင်းမှာ ါကြတော့ကျွန်တော်ပြော2019မှာဒီပလောဝဘက်ကိုရတဲ့ရောက်နေပြီဆိုတော့ဒီအနာသိမ့်ပြီးနောက်ပိုင်းမှာကြတော့ဘက်ဘက်မှာတာဝန်တွေထမ်းဆောင်ခဲ့ရတာရှိတယ်။ဒီပလောဝဘက်ဝင်ချင်မှာပဲအဲတာဝန်ထမ်းဆောင်နေပြစစ်တပ်ကတော့35နှစ်နေခဲ့ရပေါ့စစ်ကောင်စီမှာဟုတ်ကဲ့အဲ့တော့ပလောဝဘက်မှာပဲနေခဲ့ရတယ်ဆိုတော့ဒီအဲ့လိုမျိုးအနာသိမ့်ပြီးနောက်ပိုင်းမှာရောဒီတက်ကိုဘောနော်တက်ကဒီ229ဆိုတော့ဒီရဲမုံဖြစ်မှာဘောနော်ဒီရဲမုံဖြစ်တဲ့ တက်ကိုဟိုဒီဘောနော်ဟိုပြန်နာတာတို့ဓမ္မမုံလေဘောနော်ပြန်ပြန်လာတော့အဲ့လိုမျိုးတွေရှိလာဓမ္မမုံလေဟိုအတာတိတ်ပြီးတဲ့ကတစ်ဆက်သေးဘောနော်ဒီဒီစပကူကူပြောင်းခဲ့တဲ့အချိန်ထိဘောနော်အမှပဲအနာဝန်းကျင်မှာပဲဆက်ပြီးတော့နေနေရတဲ့အနေအထားမျိုးတွေလား2019ကနေမှာ2024အခုကျွန်တော်ထွက်မလာခင်ချင်းပြီးတော့2လပေါ့ဗျနှစ်နှစ်မှာတစ်ခါလောက်ပြန်ရတယ်ဗျတလပေါ့တလပြန်တယ်တလပြန်လာပြီးတော့အဲနောက်စစ်စင်ပြန်ထွက်နှစ်နှစ်လောက်နေမှာတလပြန်ရဗျအခုကျွန်တော်တို့ထွက်လာတဲ့အချိန်မှာတော့မပြန်သေးဘူးဗျတစ်နှစ်နီးပါးနေမှာဟုတ်ကဲ့ဟုတ်ကဲ့ ဲ့တော့ဆရာတို့အနေနဲ့ပေါ့နော်ဆရာတို့အနေနဲ့အဒီတိုင်ရင်းစစ်ကြောင်းလိုက်ပေါ့နော်ဒီပြည်သူ့ဘက်ကိုပေါ့နော်ရက်ရက်ဒီကူပြောင်းမှုကိုပေါ့နော်ဒီဆုံးဖြတ်ချက်တွေဒီခံယူချက်တွေပေါ့နော်အဲဘလို့အခြေအနေရှိလို့အဲဒီလိုမျိုးတွေပြည်သူ့ဘက်ကိုပေါ့နော်လူတွေအများကြီးစုပတ်ပြီးတော့လာကူပြောင်းခဲ့တာလည်းကြေကြာပေးပါပါဗျာအရာကတော့ကျွန်တော်တို့စစ်ကောင်စီကလုပ်တဲ့သူတို့ပြည်သူကိုနှိမ့်မနှိမ့်ဆက်တဲ့ဟာတွေပေါ့ဗျာကြားရတာပေါ့မြင်တော့မမြင်အောင်ကိုကျွန်တော်တို့စကမ်းထိုင်တာလည်းလူလူမင်းတို့မင်းနေရာတွေကများတယ်များတော့တရင်တော့ကြားတယ်အဲမဲ့အရာကိုမကြိုက်တော့ကျွန်တော် အရာရှိတွေနဲ့တိုင်ပင်နေရာရှိကလည်းကျွန်တော်တို့နဲ့ဆရာကြီးတွေနဲ့တက်စိတ်မှုတွေနဲ့အရင်တိုင်ပင်နေနှိမ့်နိုင်တာပေါ့တိုင်ပင်ပြီးတော့မှအောက်ခြေရဲဖို့တက်စိတ်တွေအထိနောက်ဆုံးအခုရောက်လာတဲ့တသားတိတိအထိပေါ့တိုင်ပင်နေတိုင်ပင်တဲ့အချိန်မှာတို့ကလည်းအကုန်လုံးကသဘောတူတယ်လက်ခံတယ်လက်ခံတဲ့အတွက်ကျွန်တော်တို့ကအဲ့မှာအကုန်လုံးတညစ်တညွတ်ဆဲထွက်လာခဲ့တာပဲလားအော်ဟုတ်ကဲ့ တော့ဒါတော့တရင်အတွင်းမှာအကြာဆရာကြီးတို့အနေနဲ့ဒါတိုင်မရတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့တရင်မဟုတ်ခနဲ့ပေါ့နော်ဒီတွန်လိုင်းတက်ဖွဲ့ရင်းနဲ့ကြတော့ဘလူဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလုပ်လဲအဲဘလူကနေတော့ကူညီပေးလဲအဒီလိုပြီးတော့ဘလူထွက်လာခဲ့တယ်လေးလေးသိကြပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့အဲ့မှာဟိုရက်တင်ကဥက္ကဋ္ဌရှိတယ်ဗျာဥက္ကဋ္ဌနဲ့ကျွန်တော်တို့ကခင်အောင်ကျွန်တော်တို့စကမ်းပေးရပဲသူတို့သွားလာရှိတော့သူတို့နဲ့မေးပြပါပေါ့မင်းစကားပြောရင်လည်းဒီလိုပဲချင်းစီရဲမှာ သွားမယ်သွားမယ်ဆိုသူတို့ကလည်းလေးလေးကြိုးစိုးတယ်ကြိုးစိုးမယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့အရာရှိအဲ့ဘုံမှုအောင်မျိုးတင်တို့နဲ့တိုင်ပင်နဲ့အဲ့ဥက္ကဋ္ဌနဲ့တိုင်ပင်ပြောမှသူတို့စီကဟိုဟိုဒူတိုင်မှုခုပြခုနဲ့အဲ့ဒီမှာကျွန်တော်တို့အဆက်အသွယ်လောက်တာပေါ့အဆက်အသွယ်လောက်ပြီးမှသူတို့ကလည်းကျွန်တော်တို့ဒီရက်ပါစူးစီနဲ့ထွက်လာခဲ့မယ်။အဲ့ဘက်ကနေမှတော်လိုင်းဖွဲ့နေရမှဘယ်နေရာထိလာကြိုးပေးနိုင်မလဲ။အဲ့လိုပေါ့နှစ်ရက်တစ်ခါသုံးရက်တစ်ခါလောက်အဲ့လိုအဆက်အသွယ်လုပ်တယ်။လုပ်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒါတို့ကဒီနေရာငါးဝါအစီတို့လာကြိုးပေးမယ်။ အဲ၅ဝါထီကိုထွက်လာခဲ့ဆိုပြီးတော့အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်ကအဲ့မှာစထွက်လာခဲ့အကုန်လုံးစက္ကန့်တစ်ခုလုံးရှိတဲ့အင်အားတိုင်းထွက်သွားလိုက်တယ်ဗျ။အော်ဟုတ်ကဲ့ဟိုစက္ကန့်တစ်ခုလုံးမဟုတ်ရှိတဲ့အင်အားဆိုတော့အင်အားကဘယ်လောက်လောက်ပါကြလဲဆရာကြီးတို့ထွက်လာတော့ဆရာကြီးစက္ကန့်က36ယောက်ဗျ။ဟော36ယောက်တော့အဲ့တော့ကျွန်တော်ဆရာကြီးတို့ပြောတာတော့လက်နက်ခဲရန်ဒီလက်နက်ငယ်တွေအကုန်လုံးနှိပါပါလာဆိုတော့အဲ့ဒီအတွက်ကောဒီဒီဆရာကြီးတို့နဲ့ချိတ်ဆက်တဲ့ဒီဘောနော်ဒီတော်လိုင်းတစ်ဖွဲ့ကအဲ့တော့ဘောနော်စုငွေပေးတာတွေအဲ့လိုမျိုးတွေရခဲ့လားပေးတယ်ဗျကျွန်တော်တို့ကမှပေါင်ကုန်းရောက်တဲ့အချိန်မှာပေးတယ်ဗျအ တဲ့ဟိုလည်းနဲ့ပါတဲ့အလုံးကိုမပါတဲ့လူဘောသူတို့ဖြမ်းပြအကုန်လုံးညှိပြီးပေးတာဗျပါတဲ့လူကြီးပဲလည်းမဟုတ်ဘူးဗျဟိုရှိတဲ့ဟိုပါသွားတဲ့လည်းနဲ့ပါတဲ့လူဘောမပါတဲ့လူအကုန်လုံးတန်းညှိပြီးပေးတယ်ဗျအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တရားရုံးအနေနဲ့ဒီပြည်သူနဲ့ပေါ့နော်ဒီပူပေါင်းရတည်လာတဲ့အပေါ်ပေါ့နော်ဒီခန်းစားချက်တွေကဘယ်လိုခန်းစားရလဲတက်ခဲမှနေရတဲ့ခန်းစားချက်နဲ့ဒီပြည်သူဘက်ကိုရောက်လာတဲ့အနေထားနဲ့ခန်းစားချက်ပေါ့နော်ဒီကွာချွားတဲ့အားလေးကိုလည်းဒါပြောပြပေးပါဦး တထဲမှာနေတဲ့ဟာတော့ကိုကိုစိတ်နဲ့သူ့ကိုဖြစ်နေတာပေါ့ကိုစိတ်နဲ့သူ့ကိုကိုကကိုစိတ်ကတော့ရှိတယ်ကိုသွားချင်တယ်လည်းမသွားဘူးပေါ့ဒါချင်တယ်လည်းမလားချုပ်တီးမှုတွေအများကြီးရှိတာပေါ့ချုပ်ချယ်မှုတွေအများကြီးရှိတယ်အခုပြည်သူဘက်ကရက်တီးပြီးတော့မှပြည်သူရင်ခွင်မှာကိုလုံးနဲ့အေးချမ်းချမ်းနေရတယ်စိတ်လွတ်လပ်လို့နေရတယ်ကိုကကိုသွားချင်တဲ့နေရာလည်းအေးအေးချမ်းချမ်းသွားရတယ်ဗျဒီမှာတော့စိတ်ချမ်းသာကိုချမ်းသာနဲ့နေရတယ်ဗျပြည်သူလူထုကလည်းလိုက်လိုက်လဲလဲတောင်းတောင်းပြကြိုဆိုတယ်ဒီမှာဆိုရင်လည်းတို့ကျွန်တော်တို့နေတဲ့နေရာဒီမှာအလုံးကဝိုင်းပြီးစောင့်ရှောက်တယ်ဝေစားအစားစောင်းအထဲအစားတော့ကအစား အကုန်လုံးထောက်ပံ့ပြီးတော့သူတို့ပံ့ပိုးပေးထားတယ်ဗျနေစရာဆိုလည်းအဆောက်အဦကောင်းတဲ့နေရာမှာထားထားပေးတယ်ဗျဟုတ်ကဲ့တိုင်းနေနဲ့ဘာလို့ဆက်ပြီးတော့မေးချင်တာအခုလက်ရှိတော်လိုင်းအရွေးရောဘယ်လိုမြင်လဲအရင်တုန်းကစစ်တပ်ကပြောထားတဲ့အခြေအနေနဲ့ဗောနော်ဒီစစ်တပ်ကသူတို့ပြောတာအများကြီးရှိတယ်ဗောနော်ဒီသူတို့စစ်တပ်ကဘရောမှကြာဆုံးနိုင်မဲ့အနေထားမျိုးကိုခုဆိုတဲ့အနေထားမျိုးအများကြီးပြောတာရှိတယ်ဗောနော်အဲ့လိုမျိုးအနေနဲ့လက်ရှိဖြစ်နေတဲ့တော်လိုင်းအရွေးအနေနဲ့မဟုတ်ဘယ်လိုမြင်ဘယ်လိုရှုမြင်တာရှိတယ်လဲတရားကြီးအမြင်နဲ့ဗောနော်ဒေါ်လာရဲ့မြင်ကတော့ဒီလက်ရှိကသူတို့ကပြည်သူလူထုကသူတို့ဘက်မှာမပါတာဖြစ်သေးတယ်မကြောက်ဘူးဗျကြာရှုံးမှာပါသူတို့ ျွန်တော်တို့ဒေါ်လာရင်းအင်အားလည်းတနိုင်ငံလုံးကအကုန်လုံးဖြစ်နေပြီဒီလူလူတို့တရက်လုံးကလည်းဒေါ်လာရင်းအင်အားကိုထောက်ခံတယ်အားပေးတယ်ပူညီတယ်အစားတောက်ကစားအကုန်လုံးပံ့ပိုးပေးနေတယ်ဗျသူစစ်ကောင်စီကတော့သူတစ်ဖွဲ့ပဲရှိတော့တာပေါ့တစ်ဖွဲ့ပဲရှိတာဆိုတော့အကြောက်ကြာဆုံးသွားမှာပါသူအနေနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်တစ်ခုကဘယ်တော့ခုလက်ရှိဘောနောမင်းအောင်လည်းကဘောနောခုသူကပြောနေတာဘောနောဒီတရားတော်စစ်ကိုသူကဆင်နွှဲနေတာဖြစ်တယ်ဘောနောအဲ့ဒီဘောဘောဒါဘယ်လိုမျိုးဟိုပြောနေတာရှိလေဒါကတရားတော်စစ်ဆိုတာတော့မဖြစ်နိုင်ဘူးဗျာ တဖက်သက်ပြည်သူအနိုင်ကျင့်တယ်လို့ပဲကျွန်တော်မြင်နေကြ။သူအာနာယူပြီးမှသူအာနာတီဖို့အတွက်ကိုသူကသူတဖက်သက်ပြည်သူအနိုင်ကျင့်ပြီးတက်ဖြတ်နေတယ်လို့ပဲမြင်နေကြကျွန်တော်တို့။ဟုတ်ကဲ့။အခုချိန်မှာဗောနော်သူကဟိုမြောင်းလိုင်းရောတရားတော်ဆစ်ဆိုပြီးတော့ပြောနေပြီးတော့ဗောနော်ဒီ ဒီလေရင်နဲ့ဗောနော်ဒီဘုံကျဲတယ်ဗောနော်ဒီဘုံကျဲမှာဆိုရင်ဗောနော်ဒါဖြစ်တိမြနေဗောနော်နေရဗောနော်ဒီမျိုးတွေလည်းဖြစ်ဖြစ်မယ်ယွာတွေလည်းဖြစ်ဖြစ်မယ်ဗောနော်ဒါမှမဟုတ်တောတောင်တွေထဲမှာဗောနော်သူတို့ရဲ့ဗောနော်ဒီအစေးပြမလို့တတ်မှတ်ထားတဲ့နေရာတွေကိုဗောနော်ဒီလူတွေဖြစ်တိမြဘုံကျဲတယ်ဗောနော်အဲ့လိုမျိုးကျဲတဲ့အနေထားမှာမှာဗောနော်ဒီပြည်သူတွေဗောနော်ပြည်သူတွေဒါဘုံနဲ့ထိပြီးတော့ဗောနော်ဟိုအထူးသဖြင့်တော့ဗောနော်ဟိုပြည်သူလူထုတွေထိပြီးတော့တည်သွားတယ်ဗောနော်ဒီလေရင်ကဘုံကျဲပြီးတော့ထိသွားတဲ့အနေထားမျိုးတွေတွေ့ရတယ်ဗောနော်အဲ့ဒီပုံမှာဟောဘာများပြောချင်တာရှိမလဲအဲ့ဒါကတော့သူကဘယ်လိုပြောမလဲဆိုတော့ကျွမ်းမနာကြီးမီးနေရှုလို့ဗော အခုသူကဒေါ်လာကြီးရဲ့ပေါ်သူ့ကိုတိုက်တယ်သူတို့အာနာကိုမခံချင်လို့ကျွန်တော်လည်းဒေါ်လာနဲ့သူ့ကိုစန့်ကျင်ပြီးတော့ကျွန်တော်တို့ထွက်လာခဲ့တယ်အလို့ရှင်ကျွန်တော်တို့လောက်ပြီးရင်သူဒေါ်လာကြီးရဲ့ပေါ်ကိုဟိုတိုက်ရှင်ညနေချင်းဆိုင်တိုက်ပေါ့သူကအဲ့လိုမဟုတ်ဘူးအခုကကြွမနာကြီးမီးနေရှို့ဆိုတဲ့အနေထားမျိုးနဲ့ရှောက်လို့တာအယူရှိပန်းရှောက်လို့နေနေတာပေါ့တသက်ဟိုငါလုံးလို့ရတယ်ငါလက်ထက်မှာဒါရှိတယ်ငါလုံးလို့ရတယ်ဆိုတော့ငါတကောကောပြီးလုံးနေအနေထားအဲ့လိုဖြစ်နေတာဗျ โอเคနောက်ဆုံးနေနဲ့မေးချင်တာပါဘောเนาะအဒီဂျာကြီးနေနဲ့တော်လိုင်းပြီးသွားရင်ရောဒါဘယ်လိုရက်ဒီရက်ဒီဆက်လုပ်သွားဖို့ရှိမလဲကျွန်တော်ကတော့အခုမိသားစုတော့စေကောင်းစီနေစုမှုနယ်မြေမှာရှိတယ်ဆိုမဲ့အခုတော့ကျွန်တော်လည်းမပြန်ပြန်ပြန်ပြေးသေးဘူးဆိုတော့ဒေါ်လာကြီးပြီးသွားရင်တော့မိဘသားသမီးတွေနဲ့ခဏသွားတွေ့မယ်ပေါ့ပြီးရင်တော့ဒေါ်လာကြီးလိုအပ်ချက်နေတဲ့နေရာကိုစမ်းရှိညံစမ်းရှိသူ ကျွန်တော်စူညီမယ်အခုလဲကျွန်တော်ဒေါ်လာကြီးတင်တန်းချောင်းတစ်ခုမှပေါ့ကျွန်တော်လက်နက်ငယ်နဲ့လက်နက်ကြီးညီကလုပ်ပေးနေပါတယ်ဗျအော်ဟုတ်ကဲ့အဲ့တော့ဒီကျိုင်းနေနဲ့ဒါဟိုလက်နက်ငယ်လက်နက်ကြီးတင်တန်းနေပေးနေပေါ့နော်လက်ရှိဟိုလက်ရှိအနေထားမှာဆိုတော့အဲ့လိုမျိုးပေးတဲ့အနေထားမျိုးမှာအကြိုက်ကြုံရရတယ်ပေါ့နော်ဒီအတွေ့အကြုံတစ်တွေကိုလည်းနည်းနည်းလေးမျှဝေပေးပါဦးဟိုမှာစစ်ကောင်စီမှာလို့တော့မဟုတ်ဒီမှာတော့သူတို့က ဟိုပြည်သူဆိုတော့အရင်တက်တက်ဖြစ်နေတာပေါ့အရင်တက်တက်ဆိုတာဒီဇက်နဲ့တွေနဲ့တွေ့တွေ့မှုမရှိဘူးစစ်စင်ဇေယျတွေ့ကြုံတယ်မရှိသေးတော့သူတို့လည်းနည်းနည်းအစိမ့်တက်တက်ဖြစ်တာပေါ့တင်ရတဲ့ခါတော့နည်းနည်းစိတ်ရှိပြီးတော့ဤခံရတယ်စိတ်ရှိရတယ်သူတို့ပညာတစ်ခုကိုအလွယ်ကူတက်လို့နိုင်တဲ့အနေထားတွေရှိသင်ပေးရတာပေါ့အဲ့ဒါလေးတော့ရှိတယ်ဗျဟုတ်ကဲ့အဲ့တော့ဘနော်တိုင်းနေနဲ့နောက်ဆုံးနေနဲ့ဘနော်ဒီတက်ထဲမှာရှိနေတယ်ဘနော်ဒီလုတ်ကိုဂိုင်ဘက်ဟောင်းနေလည်းရှိရင်ရှိမယ်ဘောနော်တပည့်တွေပါလည်းရှိရင်ရှိမယ်ဘောနော်အဲသူတို့နေနေဘောနော်ပတ်သက်ပြီးတော့ဆရာကြီးနေနဲ့ပြောချင်တဲ့စကားရှိရင်အတခုံးတော့ပြောကြပေးပါဦး ဟုတ်ကဲ့ဗျအခုကျွန်တော်ထွက်လာပြီးတော့ထွက်လာခဲ့လိုက်တယ်ဒီလိုဆုံးဖြတ်ချက်မှန်သွားတာဖြစ်စီအတွက်ကျွန်တော်တို့ပြည်သူရင်ဝင်ဝင်လာတဲ့ဒီမှာအသက်ရှိရှိနေရတယ်စိတ်ချမ်းချမ်းသာသာနေရတယ်အဲ့ဒါတိုက်ကြည့်ကြအခုကြံနေခဲ့တဲ့အဖွဲ့တွေညီကိုတွေပေါ့ကျွန်တော်ဆက်နေတော့အသက်ရှိမှာမဟုတ်ဘူးတို့နေရာတည်မြဲဖို့အတွက်တို့ကတည်နေမှာဖြစ်စီအတွက်အများဆုံးပြည်သူရင်ဝင်ခုံလုံးကဖို့ချိန်မှလည်းတိုက်ပွဲပေါင်းများစွာဖြစ်တယ်အသက်ပေါင်းများစွာလည်းပေးဆက်ပြီးမိသားစုတွေဒုက္ခအတိဒုက္ခတွေရောက်နေတဲ့မိသားစုတွေအများကြီးဖြစ်နေပြီအဲ့ဒီအတွက်ကိုမိသားစုတွေဒုက္ခမရောက်အောင်ပြည်သူလူထုလည်းဒုက္ခမရောက်အောင်ညီကိုတွေအနေနဲ့ ပြည်သူရင်ခွင်ကိုအများဆုံးခိုလုံဖို့တိုက်တွန်းချင်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးတော့လည်းပဲဆုံးသက်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာတော့နောက်တစ်ဒုံတော်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Google Production Channel လေးကို Like and Subscribe လုပ်လိုက်ရန် Subscribe ထားခြင်းမေးပေးရခေါင်းလုံးလေးကိုနေထားခြင်းမေးတက်လာသမျှဗီဒီယိုနဲ့သတင်းအားလုံးကြည့်ရှာဖြစ်ပါရစေ။မျိုးရီအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်နေဆုံးတွေ့ကြပါမယ်။ဒီဗီဒီယိုမှာအများဆုံးကြည့်မွေးကြပါစေလို့ညီညာကနေပြီးရောဆုတောင်းပေးပါရစေ။